မင်္ဂလာပါဗျကိုကိန်းချယ်စီဖန်ပေ့ချ်ကနေအပြောင်းအညောင်များအားလုံးကိုကြိုဆိုပါရစေချယ်စီနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တချို့ကိုသုံးသပ်ဆွေးနွေးမှုလုပ်သွားကြပါတယ်ပထမဆုံးဆွေးနွေးခြင်းတဲ့သတင်းကတော့ချယ်စီသင်းရဲ့လူငယ်ကစားသမားဖြစ်ခဲ့မှုတဲ့မော်ရယ်ရာကိုချယ်စီကဘိုင်ဘက်ကလော့စ်အသက်သွင်းပြီးပြန်လည်ခေါ်ယူဖို့ကြိုးပမ်းနေတဲ့သတင်းဖြစ်ပါတယ်ဒီသတင်းရဲ့မူရင်း source ကတော့ The Boot Room ကပါချယ်စီသင်းက2024ခုနှစ်တုန်းကမိတ်ဖက်ကလပ်စထရက်ဘော့ကို အပြည့်ရောင်းချခဲ့တဲ့ပေါ်တူဂယ်လူငယ်ကစားသမားမော်ရာရာကိုဘိုင်ဘက်ကလော့စ်နဲ့အသက်သွင်းပြီးတော့ပြန်လည်ခေါ်ဖို့ကြိုးစားနေရလို့သိရပါဗျ။ဒီကစားသမားကိုချယ်ဆီရောင်းချစဉ်အချိန်ကာလတုန်းကပေးခဲ့ရတဲ့ပြောင်းရွှေ့ချက်ဟာတစ်တသမခုနှစ်တန်းပဲရှိပါတယ်။ဒါမဲ့ Strawberry ကိုရောင်းတာပဲဖြစ်ဖြစ်အငှားချတာပဲဖြစ်ဖြစ်ကို့ခြံထဲကကြက်เนาะကို့အိတ်ထဲကပတ်စံကို့လက်ခုပ်ထဲကရေပဲကြိုက်တယ်လို့လုပ်လို့ရတယ်။အငှားချလဲဘယ်အချိန်ဘယ်ကာလပဲဖြစ်ဖြစ်ပြန်ခေါ်။ရောင်းလဲပြန်ခေါ် လုတ်ချင်တယ်လုတ်လို့ရတယ်ဒါတွေဒီကလပ်တင်းတချို့ရဲ့ကစားသမားလှဲ့လေရေ နောက်ငွေကြေးလှဲ့လေရေလုတ်ထားတဲ့အကွက်တွေပါဘောင်နေချင်းတွေကလုတ်တာပေါ့ဗျာပြောမယ်ဆိုရင်မက်ဆီဒီဆိုရင်လေထိုနီတူကလပ်တင်းယောက်များတော့ပိုင်ဆိုင်ထားတယ် Northern Forest နီးပြကြီး Marina Kiss တောင်မှအဲ့ဒီပြောမယ် Northern Forest ရဲ့ပိုင်ရှင် Marina Kiss တောင်မှအသင်း၃သင်းလောက် ပိုင်ထားတာ။ဆိုတော့ဒီချိန်မှာတော့ဘူလီတို့ဝေယူထားတဲ့ strap box ကအင်အားတစ်ဖြည်းဖြည်းထွားထွားလာတယ်။ပြီးခဲ့တဲ့ဘောလုံးရသည်တော့လည်း strap box တီပြင်တဲ့လီကူးမှအများမထင်ထားတဲ့အခြေအနေတွေတိလုံးပြနိုင်တယ်။အဲ့လိုအသင်းလိုက်ကကောင်းမွန်လာလေလေအဲ့ဒီအသင်းမှာပါဝင်ကစားနေတဲ့ကစားသမားတွေရဲ့တန်ကြီးအပြင် မြင့်လာလေးလေးပါတန်ချင်းမြင့်တာကတပိုင်းခြေသွမ်းမြင့်တာကတပိုင်းနှစ်ခုလုံးကတော့ခြေစည်းအတွက်ကောင်းကျိုးကြီးပဲတန်ချင်းမြင့်ပြီးခြေသွမ်းပိုင်းကိုခြေစည်းကမကျရင်လေဧကစားသမားကိုတခြားအသင်းစီဈေးကောင်းကောင်းနဲ့တောင်းထုတ်အခြေသွမ်းပိုင်းကြိုက်တယ်ဆိုရင်လေအသင်းကိုဈေးနဲ့နဲ့နဲ့ပြန်ခေါ်ဈေးရဲတော့မနှဲဘူးဗျာဟိုထိုက်တင်းတဲ့အလျောက်ပေါက်ကြီးတော့ပေးရတာပေါ့ဒါပေမဲ့ခေါ်ရတာလွယ်တဲ့သဘောမျိုးဖြစ်ပါတယ်ဆိုတော့မော်ရိုရာကိုပြန်လဲခေါ်ဦးမယ်ဆိုတာโอเคကျွန်တော်လက်ခံပေးမယ်အတိုင်းအတာတစ်ခုဒီကစားသမားလေးကောင်းလို့ဘာညာ ဒီနေ့ရာသီမှာလဲဒါ strap box မှာကိုးပွဲကစားပြီးတော့တကိုးသွင်းဒါ၃ချိန်ဖန်တီးမှုလုပ်ပေးထားနိုင်တယ်တခုပဲအသင်းမှာခေါ်ပြီးတော့အရန်ကုန်မှာထိုင်ခိုင်းထားမှာလားတကယ်ပွဲတော်ခွင့်ပေးမလားပေါ်တော့ခွင့်မပေးအောင်မှာစင်မြိုင်ကစားသမားတယောက်အနေနဲ့ထားမလားဆိုတော့အပိုင်းမှာအဲ့တော့ Chelsea ကလူငယ်ကစားသမားတွေကိုခေါ်တယ်ခေါ်တယ်ဆိုတော့ဟုတ်တယ်အပြန်အငားချရဲချရဲဒီလက်ခံတယ်ဒါပေမဲ့အငားချရဲကစားသမားကိုပြန်ခေါ်ရောင်းမိသားကစားသမားကိုပြန်ခေါ်ပြီးစွမ်းဆောင်ရေးပိုင်းကိုဒီတိုင်းရက်တက်နေစီမယ်ဆိုရင်တော့ဒီလူငယ်ကစားသမားအတွက် တိတ်တော့အဆင်မပြေဘူးပေါ့နော်အဲ့တော့ကျွန်တော်မြင်ရသလား Chelsea ဆိုတဲ့ class တစ်ခုကိုတော့ဟို Chelsea အဆင့်တန်းအတိုင်းကျွန်တော်ထားနေခြင်းနဲ့ဗျလူငယ်တွေအများကြီးခေါ်ပြီးတော့ down down plan နဲ့နေရာပေးတာကလည်းတပိုင်းပေါ့ဗျာတွေ့မယ် level ကွာတဲ့ကစားသမားတွေကိုတော့ကျွန်တော်ကဆက်လက်အငှားချထားနေခြင်းနဲ့ level တစ်ခုသူတို့အငှားချရင်ねစ조사ကစားပြက်လဲ level တစ်ခုရောက်လာတဲ့အခါကျမှ Chelsea ကိုခေါ်ဒါဆိုရင်လက်ခံတယ်အခု McGee ကိုခေါ်လိုက်တဲ့ပုံစံဆိုရင်ကျွန်တော်မကြိုက်ဘူးတချို့ညီကိုတွေကကြတော့ Gee ကိုသဘောကျတယ်ကျွန်တော်ကတော့ ဂီယူကစားတဲ့ပုံစံချယ်ဆီနဲ့လိုက်ဖက်မှုကိုမရှိသေးဘူးချယ်ဆီရဲ့ level တစ်ခုမှရှိမနေသေးဘူးလို့ထင်တယ်တုံတုံတက်တိုက်ကစားတာကတော့ကစားတာပေါ့ဗျာအာတုံကိုဆိုင်နဲ့ကြိုးပမ်းပြီးတော့နေရာလွတ်တီရှာဖွေပေးတာဘာညာဆိုတော့ဟုတ်တာပေါ့တိုးတော့ထိတ်တဲအဆင့်တိုက်စစ်မှုတယောက်ရဲ့ level တစ်ခုမှရှိမနေဘူးပေါ့နော်ပြောမယ်ဆိုလီယန်ဒီလပ်ကိုတော့မှီဖို့နှစ်ဆင့်လောက်လိုနေသေးတဲ့ကစားသမားအဓိကကျွန်တော်ဒီချက်တွေကိုမော်ရီရာအကြောင်းပြောရင်းနဲ့ဘာကြောင့်ထောက်ပြနေရလဲဆိုတော့မော်ရီရာကိုလည်း အဲ့ဒါလို့မဂီယူပုံစံဖြစ်သွားမှာကျွန်တော်မလို့လားဟုတ်မော်ရာအသက်20တနှစ်ပဲရှိသေးတယ်လွတ်လွတ်လပ်လပ်နဲ့ strap bone မှာဆက်လက်တင်ကြားနေပါစေအမြင့်ပြန်တန်းနေပါစေဘောလုံး100ဒီမကလို့200ဒီ300ဒီလောက်အချိန်ပေးလိုက်မော်ရာဒီတကယ်တမ်းကောင်းမွန်လာမယ့်ကစားသမားဆိုရင်တော့เนาะဗရမားခဲဆိုရင်တော့တချင်ချင်းဖြစ်မှာပါပဲအဲ့ချိန်ကြမှာသာလျင်ချဲစီနဲ့လိုက်ဖက်တဲ့အစင်တန်းတစ်ခုရောက်မှာသာလျင်ချဲစီကိုပြန်ခေါ်ဖို့တော့ကျွန်တော်မျှော်လင့်ပါတယ်ဘရိုမြုံကြည့်လိုက်ပါအခုချိန်မော်ရာကိုခေါ်လဲချဲစီမှာ ပေါ်တခွင့်ရနေတဲ့ကစားသမားတွေလောက်သူနေရာရမှာမဟုတ်ပါဘူးခင်ဗျဟုတ်ကဲ့ကျွန်တော်ညီကိုတွေကိုကျွန်တော်မိတ်ဆက်ပေးချင်တာလေးတစ်ခုရှိပါတယ်ခင်ဗျဘောလုံးပွဲတွေကျွန်တော်ညီကိုတွေကစားရဲဆိုရင်စီနီယာတောချက်စီမှာမောင်ငငါ6အိုင်ဘက်ခွန်ရှိကို9သလုံးမစ်တို့ကိုမန်မာတစ်ဘောနက်ယူနစ်ဖြစ်ဘောနက်တွေနဲ့တပတ်နှစ်ကြိမ်ရုံရုံကြီးကြီးဆော့လို့ရတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘာဘာနံပါတ်39 693380မှာဆက်သွယ်စုံစမ်းမေးမြန်းလိုက်ပါခင်ဗျဆက်လက်ဆွေးနွေးချင်တဲ့တဲ့ရင်ကတော့ Morgan Rogers နဲ့ Chelsea တို့ရဲ့တဲ့င်းပဲဖြစ်ပါတယ် Chelsea တင်ရ Aston Villa က Morgan Rogers ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတဲ့ club တင်းတွေထဲမှာထိတ်ဆုံးကပါဝင်နေတယ်။ Morgan Rogers ကိုခေါ်ယူရလဲတခြားပြိုင်ဘက်အသင်းတွေထက်အခြေအနေကောင်းမွန်နေပြီးတော့ Aston Villa က Morgan Rogers ကိုဈေးတက်မှတ်ထားတာဒီပေါင်တန်း80ဝန်းကျင်ဖြစ်ပါတယ်။အဲကျွန်တော်တို့ဆွေးနွေးရမှာ Morgan Rogers ကိုခေါ်ယူတင်သလား Morgan Rogers strat ပေးရမယ့်ဈေးရောတန်လားဘာကြောင့် Chelsea ကအခြေအနေပိုကောင်းနေသလဲစတဲ့အချက်တွေပေါ့အခြေအနေပိုကောင်းနေဆိုတာကတော့ရှင်းပါတယ် Chelsea နဲ့ Aston Villa ကြားထဲမှာ ရင်းနှီးတဲ့ဆက်ဆံရေးတွေဒိုဆိုင်ဆက်ဆံရေးတွေရှိတယ်။အဲ့အတွက်ကြောင့် FA ကတတိပေးရလောက်တဲ့အထီကို Chelsea နဲ့ Aston Villa ဂျားတွေကဆက်ဆံရေးကောင်းမွန်ခဲ့ပါတယ်။ဘရိုမမီလား။ Callumman နဲ့ Emerson လက်ချင်းရိုက်သွားတဲ့အကွက်တွေလေ။ကလမန်3လားဆိုတော့လည်းမသုံးဘယ်နှားရောက်နေမှန်းတော့မသိဘူးကလမန်ကိုကလမန်ကိုအဲ့လိုပြောင်းရွှေ့ချေပေးစရာအကြောင်းလည်းမရှိဘူးအဲ EMSN ကိုလည်း Aston Villa ကဟိုလွယ်လင်းတကူနဲ့ပဲခေါ်ယူသွားနိုင်ခဲ့တယ်ဒါတွေကဒီနှစ်သင်းကြားတွေကဘလို့တော့ ဟိုညှိနှိုင်းဆွေးနွေးမှုတွေသဘောတူညီမှုတွေရှိတယ်လေဒီနှစ်သင်းပဲတိပါလိမ့်မယ်အဲ့ဒါကြောင့်တခြားသင်းတွေတဲ့ဆိုင် Morgan Rogers ကိုခေါ်ယူရေးမှာ Chelsea ကတော့အခြေအနေပိုကောင်းနေတာပါဆိုတော့ဒီကစားသမားဒီကစားသမားကောင်းဆိုတာလက်ခံတယ်ဒါပေမဲ့ Chelsea မှာလက်ရှိရှိနေတဲ့ကစားသမားတွေအများ Morgan Rogers မလိုဘူးဗျကျွန်တော်အဲ့လိုပြောရင်တော့လက်ခံချင်မှလက်ခံလိမ့်မယ်ဟာကနာချိုးကလည်းလက်လောချင်ဒီမကောင်းသေးဘူး Gidens ကလည်းဘာမှမသိဘူးခနာဆောက်မှာဘောလုံးရာဒီကတုံးဖို့မတဘုံတော့မကြိုးသေးဘူးကနာချိုးဆိုတာကလည်းကျွန်တော်တို့ခေါ်တာဈေးတန့်နေ ်ဘာမှမဖြစ်ဘူးဒီရာဒီပြခြေသွမ်းမပြပလိစေအောင်တရာဒီလုံးမကစားပလိစေအောင်နှစ်ရာဒီမကစားပလိစေအောင်ဖြစ်လာနိုင်တဲ့ကစားသမားငငယ်လေးရှိသေးတယ်ပေးရတဲ့ပြောင်းရွှေ့ခြင်းရမျက်လုံးစုံမေးပြီးပေးလိုက်တန်တယ်ဂါနာချိုရောဂေဒန်စကောဖြစ်လာလိမ့်မယ်မဖြစ်ရင်ပြန်ရောင်းရတော့မှဗျာမရှုံးဈေးကွက်ကတက်မလားကြလာနဲ့မြတ်တန်ကြီးကတက်တက်လာတာနှိမ့်သွားတယ်မရှိဘူးအသက်ငယ်သေးတဲ့ကစားသမားတွေချယ်တီကခေါ်လာတာအဲ့တော့ပြောချင်တာဂနာချိုဂေဒန်စ်အက်စတီဗန်ပက်ဒရိုနက်တိုကိုပါမာဂျီပီဒီလက်တိုရှိနေတဲ့ဒီတိုက်စစ်အင်အားစုမှာ ေါင်တန်း80လောက်ပေးပြီးတော့ Rogers ကိုဘာကြောင့်ခေါ်မှာတော့ကစားသမားကောင်းဆိုရင်လည်းအဲ့လောက်ထိမလိုအပ်ဘူးလို့တော့ထင်တယ်ဒါပေမဲ့ဒီနေ့သင်ကြားတဲ့ကကျွန်တော်ရှင်းမှပြောသလိုပေါ့ဘာညာအကွက်တွေကဒီကစားသမားကိုခေါ်ယူဖို့အတွက်အခွင့်အလမ်းတစ်ခုလည်းဖြစ်ကောင်းဖြစ်သွားနိုင်မှာကြောင့်သုံးသပ်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါဆုံးဖြတ်ချက်ရှိပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်